မင်္ဂလာပါခင်ဗျရှောင်းလုံးခစ်တက်ကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှောင်းမြို့မှာရှိတဲ့ပုဂ္ဂလိကဘဏ်အများစုမှာငွေအနှံနဲ့တူလုံးဝမရှိတဲ့လောက်ဖြစ်နေပြီငွေထုတ်တဲ့သူတွေသာအဆမတန်မြတ်ပြလာတဲ့အတွက်ဘဏ်တွေကတပတ်ကိုဘဏ်အကောင့်တစ်ခုအတွက်ငွေကျပ်၁၀ဒိန်းကနေအများဆုံး၃၀သာထုတ်ပြီးတော့တဲ့အဖြစ် ADN ငွေထုတ်ဆက်တွေအလုံးနဲ့ငွေသားထုတ်ယူမှုတွေကန့်တတ်ထားလိုက်ပြီဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တပ်တွေက ကြဖြန့်တိုက်ဖြတ်ရေးကောင်းစင်နဲ့နေမြေချဲ့တွင်တိုက်ခိုက်နေတဲ့အတွက်လုံခြုံရေးအလေးထားနေရတဲ့ဆိုပြီးအကြက်ဖက်ဇွန်မင်းထွန်းကပြောသွားပြန်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့ပုဂ္ဂလိကဘဏ်အများစုမှာငွေအနှံနဲ့သူလုံးဝမရှိတလို့ဖြစ်နေပြီးငွေထုတ်တဲ့သူတွေသာအစမတန်များပြလာတဲ့အတွက်ဘဏ်တွေကတပတ်ကိုဘဏ်အကောင့်တစ်ခုအတွက်ငွေကျပ်၁၀သိန်းကနေအများဆုံး၃၀သာထုတ်ပေးတော့တဲ့အပြင် အင်ဒီယန်ငွေထုတ်ဆက်တွေအားလုံးလဲငွေသားထုတ်ယူမှုတွေကန့်သက်ထားလိုက်ပြီလို့ပုဂ္ဂလိကဘဏ်အတိုင်းဝိုင်းနဲ့ငွေထုတ်တဲ့သူတွေစီကနေသိရပါတယ်။ဇူလိုင်လ၁ရက်နေ့ကပဲပုဂ္ဂလိကဘဏ်ခုနှစ်ခုနဲ့ဘဏ်ပိုင်ရှင်တွေကိုစစ်ကောင်စီကအရေးယူမဲ့ဆိုပြီးထုတ်ပြန်ကြေညာလိုက်တဲ့နောက်မှာပဲဘဏ်တွေမှာငွေထုတ်တဲ့သူတွေနေ့စဉ်တိုးပွားလာနေပြီ။ဘဏ်တွေကလည်းအဲ့ဒီလိုငွေထုတ်တဲ့သူတွေများပြားလာတဲ့အတွက်ငွေသားထုတ်ယူမှုတွေကိုတဖြည်းဖြည်းကန့်သက်လာတာဟာအခုနောက်ဆုံးဇူလိုင်လ၁ရက်နေ့မှာတော့တပတ်ကိုဘဏ်အကောင့်တစ်ခုအတွက် ငွေကျပ်10သိန်းကနေအများဆုံးသိန်း20အထိတာထုတ်ပေးတော့တယ်လို့သိရပါတယ်။လက်ရှိဘဏ်တွေမှာငွေထုတ်တဲ့သူတွေအရန်များလာတဲ့အတွက်ဘဏ်ထဲမှာငွေမရှိတော့ဘူးဆိုပြီးတော့ပါပြောနေတယ်လို့တပတ်လုံးမှာမှဘဏ်အကောင့်တစ်ခုအတွက်အများဆုံးငွေကျပ်သိန်း20ပဲထုတ်လို့ရတော့မယ်ဆိုပြီးအေယာဝတီဘဏ်နဲ့ကမ္ဘောဇာဘဏ်တွေကကန့်သက်ထားတယ်လို့တခြားဘဏ်တွေလည်းအဲ့ဒီ amount ဝင်းကျင်လောက်ပဲကန့်သက်ထားပြီး ADN ငွေထုတ်ဆက်တွေအားလုံးမှာလည်းငွေသားထုတ်ယူမှုတွေကိုကန့်သက်ထားလိုက်ပြီဖြစ်တဲ့အတွက်အခြေအနေကတနေ့တခြားပိုပိုဆိုးလာနေတယ်လို့ ရန်ကုန်စီးပွားရေးသမားတဦးကပြောထားပါလေလက်ရှိမှာတော့ပြည်တွင်းကပုတ်လိကဘန်တွေအားလုံးမှာငွေအနှံနဲ့သူလုံးဝမရှိသလောက်ဖြစ်နေပြီငွေထုတ်တဲ့သူတွေသားများပြားလာနေတဲ့အတွက်ဘန်တွေလည်းတော်တော်ကိုအခက်တွေ့နေကြပြီလို့ပုတ်လိကဘန်အတိုင်းဝိုင်းကပြောထားပါသေးတယ်အကျန်းဖတ်စစ်ကောင်စီကတော့ဒီကနေ့ဇွန်လ10ရက်နေ့မှာပဲနေပြည်တော်မှာပုတ်လိကဘန်ပိုင်ရှင်တွေအားလုံးကိုခေါ်ယူထားပြီးစစ်ကောင်စီရဲ့အတွင်ရေးမှုတွဲဘက်အတွင်ရေးမှုပြည်ထရေးဝင်ကြီးဗဟိုဘန်ဥက္ကဋ္ဌတို့ကတွေ့ဆုံမှာဖြစ်တယ်လို့ အဲ့ဒီလိုတွစ်ဆုံမှုဖိတ်ကြားစာကိုလည်းလျှို့ဝှက်ဖိတ်ကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNL တပ်တွေကကြာဖြန့်တိုက်ဖြတ်ရေးကောင်းစင်နဲ့နေမြေချဲ့ထွင်တိုက်ခိုက်နေတဲ့အတွက်လုံခြုံရေးအလေးထားနေရတဲ့ဆိုပြီးအချမ်းဖတ်ဇွန်မင်းထွန်းကဇွန်တိုင်းလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲမီဒီယာတွေကနေတဆင့်ပြောသွားပြန်ပါတယ်2023ခုနှစ်အောက်တိုဘာလကစပြီး MNDA က TNLA AA ဒုနဲ့ပေါင်းပြီးတော့ဝဒေတာကနေတဆင့်ရင်းရွှေဝော်မြို့ကိုစတင်တိုက်ခိုက်ခဲ့ရကနေ MNDA နဲ့ TNLA တက်တွေကနမ်ကန်သိန်းဤကိုခိုင်ကွန်းလုံးနဲ့လောက်ကင်မြို့ဘာဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တော်တော်များများကိုတိုက်ခိုက်ခဲ့ပြီးအခုဇွန်လ25ရက်နေ့ကနေစပြီးတော့လေနောင်ချိုကြောင်မဲနဲ့လာရှိုးမျိုးအထိပါတိုက်ခိုက်လာနေတယ်လို့စစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကပြောသွားပြန်ပါလေအဲ့ဒီလိုတိုက်ခိုက်လာတဲ့နေရာမှာလေ MNDAA နဲ့ TNL တက်တွေကအယုံကြည်နဲ့တွဲဆုံပြီးဆွေးနွေးဓာတ်တွေနယ်မြေလိုက်လံပြသဓာတ်တွေအပြင်ကိုကန်ဒေတာရဲ့ပြင်ပကိုပါကြားဖြန့်တိုက်ဖြတ်ရေးခေါင်းစဉ်နဲ့နယ်မြေချက်ထွင်တိုက်ခိုက်လာတယ်ဆိုပြီးအကြမ်းဖက်ဇော်မင့်ထုံကပြောသွားတာပါအဲ့ဒီအတွက်လက်ရှိမှာတော့ MNDAA နဲ့ TNL တက်တွေရဲ့တိုက်ခိုက်မှုတွေအပေါ်စေကောင်းစီအနေနဲ့မြို့ရွာလုံခြုံရေးဦးစားပေးဆောင်ရွက်နေတယ်လို့ပြောနေပြန်တဲ့အပြင် ပြည်သူတွေကိုပါသူတို့နဲ့ဝိုင်းဝန်းပူးပေါင်းပေးကြဖို့မြစ်တာရက်ခံတယ်ဆိုပြီးစစ်ကောင်းစီပြောခွင့်ရအကြံဖက်ဇော်မင်းထွန်းကမီဒီယာတွေကလည်းတဆင့်မနေ့ကညပိုင်းမှာပဲပြောသွားပြန်ပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့တန်တွဲမြို့နယ်မှာလင်းသာကန်းဂျေကနေစုခွာလာတဲ့အကြံဖက်စစ်ကောင်းစီတက်နေအရခတ်တတော်အေးအေးကြတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဇူလိုင်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ တန်တွဲမျိုးလင်းသာကန်ဂျေကနေစစ်ခွာလာတဲ့အကျန်းဖက်စစ်ကောင်စီတကူအရခတ်တတော်အေအေကတိုက်ခိုက်ချင်းမုံရမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါလေအဲ့ဒီတိုက်ပွဲအတွင်းအကျန်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးပြည့်ကူတွေတောက်လျှောက်ပေးနေရပြီစစ်တပ်ကတိုက်ပွဲဖြစ်ပွားရာနေရာအပြင်ဘာမှမဆိုင်တဲ့ငပလီကန်ဂျေရွှေချောင်းပြင်ဂျေးရွာနဲ့တန်တွဲမျိုးရက်ကွက်တွေးကိုပါလေးချောင်းရောလက်နက်ကြီးနဲ့ပါပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါလေလက်ရှိမှာတော့ အာရခတ္တော AA ရဲ့ထိုးစစ်တွေကြောင့်ငပလီကစုတ်ခွာလာတဲ့အကျန့်ဖက်စစ်ကောင်စီရဲ့ခက်လိုက်ရ55ခမရ966နဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်တွေဟာဂျိုက်တော့ချက်ကွက်မှာဘွားပေါင်းပြီးခံစစ်ပြင်းနေရပြန်တယ်လို့တိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေတယ်လို့ဒေသခံတွေကပြောထားပါတယ်လက်ရှိမှာတော့ရခိုင်ပြည်နယ်မှာအာရခတ္တော AA ကမြို့ပေါင်း10မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး17မြို့မြောက်အဖြစ် တန်တွဲမြို့ကိုသိမ်းပိုင်နိုင်မှုအရခတ်တော်အေအေကအကြံပတ်စစ်ကောင်စီရဲ့လက်ကျန်တည်ရင်တပ်ဖွဲ့တွေကိုအရှိန်ပြင်းပြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလည်း2029စစ်ဆင်ရဲ့ဒုတိယလှိုင်းကရှမ်းမစစ်ဆင်ရေးမှာစကိုင်းတိုင်းနဲ့မန္တလေးတိုင်းက PDF တိုက်ရင်တွေပါဝင်တိုက်ခိုက်နေပြီးစစ်ရေးအောင်ဘွဲ့တွေရရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေတရားဝင်ထုတ်ပြန်ထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တွေတဲ့ကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာ စုဖွဲ့ထားတဲ့ဗျူဟာတွေတရင်တွေဟာ2019စစ်စင်ရေးဒုတိယလှိုင်းနဲ့ရှမ်းမန်းစစ်စင်ရေးမှာပါဝင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။အဲဒီရှမ်းမန်းစစ်စင်ရေးအတွင်းပါဝင်တိုက်ခိုက်နေတဲ့ PDF ဗျူဟာနဲ့တရင်တွေတဲ့မှာဗျူဟာ52နဲ့55ရွှေဘိုခိုင်တရင်9ရင်းနဲ့ညောင်ခိုင်တရင်3တို့ပါဝင်နေတယ်လို့ဆိုထားပါတယ်။ဒါအပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF မိုးကုတ်ဗျူဟာတရင်4ရင်း အမှတ်9133တက်ရင်ကြောင်မဲခရိုင်အထုတက်ခရိုင်တစ်ဖွဲ့ပြူလွေပကပမိုးကုံမြို့နယ်ပကပမတရားမြို့နယ်ပကပနဲ့သက်ဆိုင်ရာပကပအဖွဲ့တွေလည်းရှမ်းမန်စစ်စင်ရေးမှာပူပေါင်းပါဝင်တိုက်ခိုက်နေကြပြီးစစ်ရေးအောင်ပွဲတွေရရှိနေတယ်လို့အမျိုးသားညီညွတ်အစိုးရ NGO ကာကွယ်ရေးဝန်ကြီးဌာနကနေအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ရန်ကုန်မြို့မှာ1.1 shot နဲ့ color 1 shot ကဖြစ်ပွားတဲ့သူအရေးအတွက်ထပ်မံတိုးလာနေပြီး လေးရက်တွင်1ပြက်1 shot လူနာ241ဦးအထိရှိလာတဲ့အပြင်အဲ့ဒီကမှကာလာ1ယောဂဖြစ်ပွားတဲ့သူဟာအယောက်20အထိရှိလာနေတယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဇူလိုင်လ9ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာတင်1ပြက်1 shot လူနာ64ဦးအထိထပ်တိုးလာပြီးအဲ့ဒီမှာကာလာ1ယောဂကူးစက်တဲ့သူ9ဦးထပ်ပါလာတယ်ဆိုပါတယ်။လက်ရှိမှာတော့ရခိုင်မြို့မှာ1ပြက်1 shot နဲ့ကာလာ1ယောဂဖြစ်ပွားတဲ့သူအရေးအတွက်ဟာ၄ရက်အတွင်းမှာတင်241ဦးအထိရှိလာပြီး အဲ့ဒီကမှကလဝမ်းယောဂဖြစ်ပွားတဲ့သူဟာအယောက်20အထိရှိလာနေပြီဖြစ်တဲ့အတွက်စကောင်စီကတော့လက်ရှိမှာတာကေတာနဲ့ဒေါ်ပုံမြို့နယ်ကလမ်းဘေးစားတောက်ဆိုင်တွေကိုယာယီပိတ်ခိုင်းထားတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုတင်ပါတယ်ကျွန်တော်နားငယ်ပါ